မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 15ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်မြို့သိမ်းတိုက်ပွဲသတင်းကတော့ရှမ်းမြောက်တီဘောမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုတောင်းတမ်ရော DNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်တီဘောမြို့ပေါ်မှာရှိတဲ့ရဲစခန်း ဌာနဆိုင်ရာယုံတွေနဲ့မျိုးရင်းကနေရာအများစုကို PNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်နိုင်ခဲ့ပြီးတော့စစ်ကောင်စီရဲ့ချင်းမြန်တရဲ903 904နဲ့ချင်းလင်တရဲ23ကို PNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ဘက်ကလည်းမျိုးရင်းကနေရာတချို့နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ Jet Fighter နဲ့112 Legion တွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ August လ10ရက်ကနေပြီးတော့ August လ14ရက်နေ့အထိလက်နက်ကြီးတွေနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်မျိုးလေဆက်စုစတဲ့ရက်ွက်တွေမှာအရက်သားကိုဦးတိုက်ဆုံးခဲ့တယ်လို့သိရပါဗ ယ်မြို့တွင်းကတိတ်ဆုံးနေတဲ့အလောင်းတွေကိုလူမှုကွန်ရက်အသင်းတွေကမိသားစုပေးနေတယ်လို့သိရပါတယ်အများစုကလက်နက်ကြီးကြောင့်တေရတာကလေးတွေလည်းပါတယ်ဩဂတ်လ14ရက်နေ့ကအမျိုးသမီးတယောက်6ရက်ပြတ်ပြီးတော့တေသွားတယ်လို့အလောင်းတွေကိုမိရှုပ်ပေးနေတဲ့လူမှုကွန်ရက်အသင်းကတာဝန်ရှိသူတို့ကပြောပြထားပါတယ်လက်ရှိတီဘောမျိုးတွင်းမှာဒေသခံအများစုဟာနှိစက်ရချေးပါတွေနဲ့ မန္တလေးစတဲ့နေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။ပြည်ပေါင်းမြို့ကို TNL နဲ့ပူပေါင်းတပ်ဖွဲ့တွေထိန်းချုပ်နိုင်ခဲ့ရင်နောင်ချိုကုတ်ไข่လမ်းမကြီးကိုတော်လိုင်းအင်အားစုတွေကထိန်းချုပ်နိုင်မှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းဒေတာမန်တုံမြို့နယ်မန်စာကျေးရွာမှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီတပ်က Jet Fighter လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီက Jet Fighter နဲ့ဖြားအပြင်းနဲ့ပေါင်900ဘုံတလုံးအပါအဝင်၅လုံးတိတိအရသားတွေကိုဥတီပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီမတိုင်ခင်မှာ August 12ရက်နေ့မှာလည်း TNL ထိန်းချုပ်တဲ့နမ်ဆန်မြို့ကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့လို့အမျိုးသမီးတို့ဦးသေဆုံးပြီးနောက်ထပ်အမျိုးသမီးတို့ထိခိုက်ဒဏ်ရာရရှိထားတယ်လို့သိရပါတယ်။ ်ဩဂတ်လ12ရက်နေ့ည7:00နာရီနဲ့7:00နာရီကြားမှာ စစ်ကောင်စီက Jet Fighter နဲ့၃ချိန်တိုင်တိုင်ဘုံ၆လုံးကျဲချခဲ့တာဖြစ်ပြီးတော့တရက်စစ်ရုံတရားရုံမိုးခဲရက်ွက်နဲ့ပြန်ကြားရေးရုံချစတဲ့နေရာတွေမှာဘုံကျဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်နောင်ချိုမြို့နယ်တီဝမ်မြို့နယ်မှာတောင်းတက်မတော် DNL နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့နောင်ချိုမြို့တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်က Jet Fighter နဲ့တစ်ချိန်112ထွက်ဖို့လေရင်နဲ့ဆက်တစ်ချိန်ဘုံ85လုံးလာရောက်ကျဲချခဲ့ပြီးတော့ဒီဘောမျိုးမှာလဲ Jet Fighter နဲ့တစ်ချိန်112ထွက်ဖို့လေးရင်နဲ့၈ချိန် ဘုံ44လုံးလာရောက်ကျဲချခဲ့တယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရှိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာဘီတင်ဆက်ပေးရမယ်တရင်ကတော့ရှမ်းပြည်နယ်လာရှိုးမြို့အခြေစိုက်အရှိမြောက်တိုင်းစစ်ဌာနချုပ်ကဖမ်းဆီးရရှိထားတဲ့စစ်တုံးပန်း296ဦးကို MNDAA ကထပ်မံလွှတ်ပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ14ရက်နေ့မှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ကနေဖမ်းဆီးရမိထားတဲ့စစ်တုံးပန်း296ဦးကို MNDA ကထပ်မံလွှတ်ပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အလားတူပဲဩဂတ်စ်လ17ရက်နေ့ကလည်းပြင်းထန်ဒဏ်ရာရတဲ့စစ်တုံးပန်း45ဦးကိုလည်း MNDA ကပြန်လွှတ်ပေးခဲ့တယ်လို့သိရပါဗျ။ဩဂတ်စ်လ14ရက်နေ့မှာတော့လာရှိုရမခတိန်းတုံးကလက်နက်ချအညံ့ခံခဲ့တဲ့စစ်တုံးပန်း296ဦးထပ်မံပြီးတော့ပြန်လွှတ်ပေးလိုက်ပါတယ်။ SSPP နဲ့ပူးပေါင်းချိတ်ဆက်ပြီးတော့ ပြန်လွှတ်ပေးလိုက်တာပါလို့ဒေတာတော်လိုင်းရဲ့သတင်းရေးမြစ်ကပြောဆိုထားပါတယ်။ MNDAA တပ်ဖွဲ့ဟာဩဂတ်စ်လ6ရက်နေ့ကစတင်ပြီးတော့စစ်တုံးမှမိသားစုဝင်များကိုမိသားစုတစုကိုငွေကျပ်9000ပေးပြီးတော့ပြန်လွှတ်ပေးနေခြင်းဖြစ်ပြီးလက်ရှိအချိန်မှာစစ်တုံးမှမိသားစုဝင်2000ကျော်နဲ့စစ်တုံးမှ340တအုပ်ကိုပြန်လွှတ်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်တောင်ပိုင်းဒေသဂွားမြို့နယ်ကျိန်နလီမြို့ကျားမှာရှိတဲ့ကလပ်ပြင်းရတနာမြိုင်တရားနဲ့ဆက်သွားချောင်းတရားတို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကမိုင်းခွဲဖျက်ဆီးရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်လ12ရက်နေ့ကကျိန်နလီမြို့အတွေ့ပိတ်မိနေတဲ့မိသားစုဝင်တအူးကိုတွားရောက်ကယ်ထုတ်တဲ့ဂွားမြို့ကလူငယ်တအူးကမျက်မျက်တွေ့ရှိခဲ့တာကိုပြန်လည်ပြောပြခဲ့ပါတယ်။ဟိုတနေ့ကဩဂတ်လ12ရက်နေ့ကပေါ့ကျိန်နလီမြို့ထဲမိသားစုဝင်တအူးကိုခေါ်ဖို့တွားခဲ့တယ်။အပြတ်ညနေပိုင်းမှာကလပ်ပြင်းတရားနဲ့ဆက်သွား ားတရားမှာမိုင်းထောင်နေတာကိုတွေ့ခဲ့တယ်တရားအစလဲအစုံထိတ်တွေမှာကားတာယာတွေနဲ့မိုင်းခွဲဖြတ်စည်းဖို့ပြင်ဆင်နေတာတွေ့ခဲ့တယ်တရားတွေမှာလည်းစစ်ကောင်စီတပ်သားတွေကတပ်ဆွဲထားတယ်လို့ပြောဆိုခဲ့ပါတယ်ဩဂတ်လ10ရက်နေ့ကစတင်ပြီးတော့ဂွမ်းမြို့နယ်ကျိန်တလီမြို့မှာစစ်ကောင်စီတပ်နဲ့ AA တို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးတဲ့နောက်ဩဂတ်လ14ရက်နေ့နေ့လယ်စုံစမ်းချက်အရာကျိန်တလီမြို့ထဲမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး ဝမ်မြိုဘက်ကိုတက်ပြန်ဆုတ်သွားကြောင်းနောက်ထပ်ဒေသခံတအုပ်ကပြန်လည်ပြောပြခဲ့ပါတယ်။ချိန်နယ်လီမြို့ထဲမှာပိတ်မိနေရကနေထွက်ပြေးလွတ်မြောက်လာသူတအုပ်ကကျွန်တော်တို့မိသားစု၃ယောက်အဖွဲ့မနက်၁၇နာရီကျော်လောက်မှာထွက်ပြေးလာတော့ပါချိန်နယ်လီမြို့နေရအများစုကိုအေးအေးကထိန်းချုပ်လိုက်ပြီလို့ပြောလို့ရပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဝမ်မြိုဘက်ချမ်းမှာရှိတဲ့သူတို့ရဲ့တပ်စခန်းရှိရာကိုတက်ပြန်ဆုတ်သွားကြပြီလို့ပြောဆိုထားပါတယ်။ချိန်နယ်လီမြို့မှာရှိတဲ့နေမြေရဲစခန်းစာတင်ကျောင်းဆေးရုံထွေးအုပ်ရုံးနဲ့ EPC ရုံးတို့ကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များဟာအေးအေးရဲ့ထိုးစစ်ကိုလေကြောင်းအပါဝင် ခုခံ ခဲ့တော့လဲဩဂတ်စ်လ23ရက်နေ့ညနေမှာကျိန်းနယ်လီမြို့ထဲမှာစစ်ကောင်စီကင်းစင်သွားပြီလို့ခိုင်မာတဲ့သတင်းအရင်းမြစ်ကအတည်ပြုပြောကြားထားပါတယ် လက်ရှိမှာကျိန်းနလီမျိုးတွေကကြံရှိနေတဲ့စစ်ကောင်စီတပ်သားများအလုံးဟာဂွမ်းမြို့ဘတ်ချမ်းမှာရှိတဲ့ကလပြင်ရတနာမြိုင်တံတားမှာရှိတဲ့တပ်စခန်းကိုစောက်ခွာပူးပေါင်းသွားကြောင်းစုံစမ်းသိရှိရပါတယ်။စစ်ရေးသိရှိသူတဦးကကျိန်းနလီမျိုးတွေကအကောင်တွေကကလပြင်တံတားမှာတပ်ဆွဲထားတဲ့စစ်စခန်းကိုတွားပြီးတော့ပူးပေါင်းကြတယ်။စစ်ကောင်စီကလည်းအင်အားတရာလောက်ထပ်ဖြည့်ထားတယ်။အေဘက်ကဆက်တိုက်လာရင်အေရဲ့ထိုးစစ်ကိုမခုခံနိုင်ရင်ဂွမ်းနဲ့ကျိန်းနလီကြားမှာရှိတဲ့တံတားတွေအလုံးကိုမိုင်းခွဲဖျက်ဆီးနိုင်တယ်။ဂွမ်းမြို့ကိုနောက်ဆုံးခံတပ်ထားမဲ့သဘောပဲလို့ပြောဆိုခဲ့ပါတယ်။ ကွမ်းမြို့နယ်ကျိန်တလီမြို့ကြားမှာတရားအနည်းဆုံး၄ဆင့်ရှိပြီးတော့ကလပ်ပြင်းရတနာမြိုင်တရားပကံတောင်တရားဆက်သွားချောင်းတရားနဲ့ကမ်းတရားတရားတို့ဖြစ်ကြပြီးတော့ကွမ်းမြို့ကိုကာကွယ်ရန်အဲ့ဒီတရားများအလုံးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်များကမိုင်းခွဲဖျက်ဆီးပစ်နိုင်တယ်လို့၎င်းကသုံးသပ်ထားပါတယ်။ကွမ်းမြို့နယ်ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသအစုံမျိုးဖြစ်ပြီးတော့အီအော်ဒီတိုင်းနဲ့ကက်လျက်ရှိတဲ့မြို့ဖြစ်တယ်လို့သိရပါဗါဒ်အရခတ်တပ်တော် AA ဟာရခိုင်ပြည်တောင်ပိုင်းဒေသမှာမြို့နယ်တိုင်းကစစ်ကောင်စီတပ်များကိုဝိုင်းရပိတ်ဆို့ထားပြီးတော့လက်ရှိမှာတန်တွဲကွာတောင်ကုန်းမြို့နယ်တို့မှာစစ်ကောင်စီတပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါဗါဒ်တန်တွဲမြို့နယ်မှာမပလီမြို့ပေါ်ကတိုင်ရဲနှစ်ခုနဲ့တန်တွဲမြို့ပေါ်ကရဲစခန်းအပအဝဲတပ်စခန်းငယ်များကို AA ကသိမ်းပိုက်ခဲ့ရာ တန်ရွဲမျိုးပေါ်နဲ့ငပလီမျိုးအားထိမ့်ချုပ်ထားပြီးတော့ငပလီမျိုးနဲ့ဆယ်မိုင်အတွင်းမှာရှိတဲ့ဂျိတ်တော်တပ်စခန်းနဲ့မောင်ရွှေလေးရေတပ်တို့ကိုလည်းဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တရုတ်နိုင်ငံသားရေးဝင်ကြီးဝန်ကြီးနဲ့အကြံဖတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်တို့ကြားမှာနေဆက်ဒေတာတည်ငြိမ်ရေးရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့တရုတ်ကရွေးကောက်ပွဲမှာသက်ဆိုင်သူအလုံးပါဝင်ရေးအတွက်တိုက်တွန်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နေပြည်တော်ကိုရောက်ရှိလာတဲ့တရုတ်ကွန်မြူနတီပါတီဗဟိုကော်မတီနိုင်ငံရေးဘျူရိုအဖွဲ့ဝင်နိုင်ငံသားရေးရာဗဟိုကော်မရှင်ယုံညွှန်ကြားရေးမှူးနဲ့နိုင်ငံသားရေးဝန်ကြီးဝန်ကြီးကိုမင်းအောင်လှိုင်ကကြိုးစုံနှုတ်ဆက်ပြီးတော့တရားတွေ့ဆုံဆွေးနွေးမှုများလဲဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တရုတ်နိုင်ငံ ံအနေနဲ့စစ်ကောင်စီကကျင်းပမဲ့ရွေးကောက်ပွဲမှာတက်ဆိုင်သူအားလုံးပါဝင်ကြရန်တိုက်တွန်းသွားကြောင်းပြောဆိုထားပါတယ်စစ်ကောင်စီကရှမ်းမြောက်ဒေသကအခြေအနေများနဲ့ပတ်သက်ပြီးတော့တင်ပြဆွေးနွေးရမှာတရုတ်နိုင်ငံကနေဆက်ဒေသတည်ငြိမ်ရေးကိုလိုလားကြောင်းပြောဆိုထားပါတယ်မြန်မာနိုင်ငံရဲ့တည်ငြိမ်ရေးအရေးထားအလေးထားကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။ရှမ်းမြောက်ဒေသက EAO များရဲ့မြို့ရွာများအပေါ်ဖြစ်စဉ်များနဲ့ပတ်သက်ပြီးတော့တရုတ်နိုင်ငံအနေနဲ့စန့်ကျင်မှာကြောင်းထုတ်ဖော်ပြောဆိုခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မင်းအောင်လှိုင်ကတရုတ်နိုင်ငံရဲ့ထာဝရမိတ်ဆွေအဖြစ်နဲ့ရက်တည်သွားမှာဖြစ်ကြောင်း ရွေးကောက်ပွဲလှုပ်ဆောင်မှာဖြစ်ပြီးတော့လူရည်စင်းကောက်ယူမှာဖြစ်ကြောင်းပြောဆိုရမှာတရုတ်ဘက်ကလူရည်စင်းကောက်ယူမှုအပေါ်မှာကူညီမှာဖြစ်တယ်လို့ပြောဆိုခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်စိတ်ခွန်ရွာရဲကင်းစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများကစိုက်ကယ်စီးလာတဲ့ပြည်သူနာဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့ငွေကျပ်300နဲ့စိုက်ကယ်ကိုလူယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ13ရက်နေ့မှာရွှေဘုံမြို့နယ်စိတ်ခွန်ကျေးရွာရဲကင်းစခန်းမှာတပ်ဆွဲနေထိုင်တဲ့အကြမ်းဖက်စစ်သားများကစိုက်ကယ်စီးလာတဲ့ခရီးသွားအမျိုးသားနှစ်ဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့ငွေကျပ်300ခရီးဆောင်အိတ်တစ်လုံးနဲ့ကလစ်စိုက်ကယ်တစ်စီးကိုလူယူထားလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီခရီးသွားပြည်သူနှစ်ဦးဟာကောလင်းမြို့နယ်ကဖြစ် င်ပြီးတော့ရွှေဘိုကနေပြီးတော့မုံရွာဘက်ကိုအသွာရွှေဘိုစိတ်ခွန်မုံရွာလမ်းဘေးမှာရှိတဲ့စိတ်ခွန်ရွာရဲစခန်းရှိကနေဖြတ်တန်းသွားတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများကတနက်နဲ့ထောက်ပြီးတော့ဖမ်းဆီးဆစ်ဆဲမှုများပြုလုပ်ခဲ့ပြီးငွေနဲ့ဆိုင်ကယ်ကိုလူယူခဲ့ခြင်းဖြစ်ကြောင်းဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်ဆိုင်ကယ်ကိုနှစ်ယောက်စီးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရက်ခိုင်းတာဆိုင်ကယ်ဘောက်ကိုဖွင့်ငိုင်းလို့ဖွင့်ပေးလိုက်တာနဲ့ငွေတွေလည်းမြင်ရောတနက်နဲ့ပါထောက်ပြီးတော့ပစ္စည်းတွေထားခဲ့မင်းတို့ပြေးကြတော့ဆိုပြီးတော့ပြေးခိုင်းတယ်ဖွဲ့ပြေးသွားတဲ့ပြည်သူနှစ်ဦးကတော့လွတ်မြောက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ရွှေဘုံမြို့နယ်စိတ်ခွန်ရွာမှာ ှိတဲ့ရဲကင်းရဲစခန်းကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာရွှေဘိုစိတ်ခွန်မူကန်ကြီးမုံရွာသွားတဲ့လမ်းဘေးမှာတရှိပြီးတော့မြို့နယ်ပေါင်းစုံကတရက်ကိုကားအစည်းကြီးထောင်ချီပြီးတော့ဖြတ်တန်းသွားလာနေပြီးတော့ကားများထံကနေပြီးတော့ကောက်ခံရရှိတဲ့ ငွေသိန်းရာချီကျော်ကိုအကြမ်းဖက်ဆက်တက်အတွက်ရှာဖွေပေးနေသူများဖြစ်ကြောင်းဒေသခံပြည်သူတို့ကဆက်လက်ပြောပြထားပါရယ်အဲ့ဒီရေကင်းစခန်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာ2022ခုနှစ်နှစ်လပိုင်းကစတင်တပ်ဆွဲနေထိုင်ခြင်းဖြစ်ပြီးတော့နှစ်နှစ်ခွဲအတွင်းမှာလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှုကြောင့်စိတ်ခွန်ရွာကအရက်သားပြည်သူအယောက်20တေဆုံးခဲ့ပြီးပြည်သူ၃ဦးပြင်းထန်ဒဏ်ရာရရှိကစစ်ကောင်စီတပ်သားများဟာမိရှုဖျက်ဆီးခြင်းကြောင့်နေအိမ်သုံးလုံးနဲ့စာတင်ကျောင်းတို့ပျက်စီးခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံရတဲ့ပြည်သူ25ဦးရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ